။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ဒီ simulation ဒီထဲကနေပြီးတော့ကျွန်တော်တို့ကเนาะဒီ pro sim simulation တွေကเนาะဒီခေါင်းစဉ်ကတော့ PCD IO simulator ဆိုတဲ့အကောင်ကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီသင်ခန်းစာမှာတော့เนาะပထမပိုင်းတွင် เนาะဒီ PCD เนี่ยဟိုပါเนาะဒီ input PCD เนี่ย output PCD เนี่ยပတ်သက်တဲ့ဟာလေးကျွန်တော်အရင်ဆုံးရှင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့သိတဲ့နားလေးတွေကเนาะ PCD ဆိုတာဘာလဲဟုတ်ပြီเนาะကျွန်တော်တို့သိတဲ့နဲ့အဲ့ဒီကျွန်တော်စပြီးတော့ဖြောမယ်เนาะဒီနေရာမှာသူပြောတယ် PCD ။ PCD ရဲ့အရှိကောက်ကြီးနော်ဘိုင်းရီကောက်တဲ့ဒက်ဆီမယ်ဖြစ်တယ်။ဟုတ်ပြီနော်။အဲ့ထဲကနေပြီးတော့ BSCAD ရဲ့အဲ့သုံးခုထားတာ။ဆိုတော့အဓိကကတော့ကျွန်တော်တို့ကနော်ဒီဒက်ဆီမယ်တွေကိုဘိုင်းရီကောက်ဖြစ်ပြောင်းနေတာ။ဟုတ်ပြီနော်။ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင် BCD ဒီကျွန်တော်တို့เนาะအတော်ကောင်းအနေနဲ့เนาะအများစုသိထားတဲ့8421 တုတ်တွေကိုကောက်ဆိုခြင်းဖြစ်တဲ့ A421 ကုန်းဆိုတာကတော့ကျွန်တော်တို့တော့အလွယ်တကူမှတ်လို့ရအောင်ပြုလုပ်ထားတဲ့နည်းစနစ်တစ်ခုဟုတ်ပြီနော် CD ဆိုတာကိုအလွယ်တကူမှတ်လို့ရအောင်ပြုလုပ်ထားတဲ့နည်းစနစ်တစ်ခုဆိုတော့ဒီနေရာမှာပေါ့နော်ကျွန်တော်ကနော်ဒီ input လို့သတ်မှတ်လိုက်တဲ့အရာတစ်ခုနော်အဲ့တော့ input လို့သတ်မှတ်လိုက်တဲ့အရာတစ်ခုကတော့ကျွန်တော်တို့ decimal ဆိုတဲ့အတိုင်းပဲ decimal ဟာစေပြေကင်ဖြစ်တယ်ဆိုတော့ လက်ရှိမဲ့ထားပါတော့ကျွန်တော်တို့က0 to နော်အဲ9ဒီကျွန်တော်တို့က input ပေးခဲ့ဟုတ်ပြီနော်ပေးတဲ့အခါမှာသူကကျွန်တော်တို့ပေးလိုက်တဲ့ input ဒီနော်တစ်ဖက်မှာသူကဘယ်လိုပုံစံမျိုးနော်ဒီ input တွေကရနေမှာလဲဟုတ်ပြီနော်ထိုရင်းလောက်အောင်ပဲကျွန်တော်တို့နော် output ပေးလိုက်တဲ့ output ထွက်လာတယ်ဆိုရင်ဒီ output ကလည်းဘယ်လိုပုံစံမျိုး output မျိုးထွက်နေမှာလဲဟုတ်ပြီနော်ဆိုတော့အဲ့ဒါမျိုးလေးကိုကျွန်တော် အဲဒီနေ့မှာ demonstration လုပ်ပြတော့မှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ဒီမှာရေးပြထားတဲ့ program ကတော့ဘာမှတိတ်ပြီးတော့เนาะကျွန်တော်တို့ show tree မရှိဘူးရှင်းရှင်းလင်းလင်းလေးပဲကျွန်တော်ဒီမှာ IO table ထဲမှာပါတယ်เนาะ info เนาะဒီ slot 1ရဲ့ slot 1ကမှာရှိတဲ့ info 0ကနေပြီးတော့ကျွန်တော်တို့7အထိကျွန်တော်ဒီမှာအစင်လိုက်ရေးထားတယ်ဟုတ်ပြီเนาะဒီမှာကျွန်တော်တို့က output ရဲ့ slot 2မှာပါတယ် output နော်0ကနေပြီးတော့7အထိကျွန်တော်ဒီမှာရေးထားတယ်ဒါကလည်းအဲသူဒီမှာရေးထားတယ်ရေးပြထားတယ်အတိုင်းပဲဟုတ်ပြီနော်ဆိုတော့ဒါလေးကတော့ကျွန်တော်နော်အဲအထုတလည်းရေးပြမနေတော့ဘူးကျွန်တော်ဒါလေးကိုကျွန်တော်ချုပ်ပြီးတော့ရေးထားလိုက်တာပေါ့နော်အဲတော့ကျွန်တော်တို့ကအခုဒါ decimal ပြ decimal point နဲ့ decimal view နဲ့ကျွန်တော်တို့ကစကြည့်ဟုတ်ပြီနော် decimal view နဲ့စကြည့်ပဲဆိုရင်ကျွန်တော်တို့ဒီမှာ input အနေနဲ့ပေါ့နော်အဲတော့ကျွန်တော်က input 1လို့စပ်ပတ်လိုက်ဟုတ်ပြီနော် เราดีมาวันสุดยอดมาเปลเลยถ้าส่วนเราเราดีมาวันอะไรไอ้ฟอร์ดวันก็มาลุยเว้ยนะไอ้ฟอร์ดวันก็กูเจอว่าขอดทำไปบุนะแตบีซีดีนเราจะจะจะเราเนี่ยเราไม่มีพิจารอาจุดนี้ที่ไหนบุนะบีซีดีเอเอโอทูวันก็กูเจอว่าขอดทำยูโน่อะไรก็ขาดทำไปครับมาชอตมาวันที่มาวันส่วนตดเอาบุกอะไรวะ ဟုတ်ပြီနော်ဒါကျွန်တော်တို့ကဒီ input တစ်ခုပေး output တစ်ခုထုတ်အဲ့လိုပြောထုတ်ထားတော့ဒီ input က1ဆိုရင်ဒီ output ကလည်း1ဒါတော့ထုံးတယ်လိုက်ဟုတ်ပြီနော်ကဲအဲ့တော့ဟုတ်ပြီအဲ့တော့အဲ့ဒီရဲ့သဘောကဘာလဲဆိုလို့ရှိရင်နော်ကျွန်တော်ဒီ table ရပြောမယ်ဆိုရင်ဒါကျွန်တော်ဒီမှာ1ပေါ့နော်အဲ့ဒီမှာ1ဆိုတဲ့ဟာဟုတ်ပြီနော်ကျွန်တော်ဒီမှာ1ဆိုပြီးတော့ဒီမှာရေးလိုက်တဲ့ဟာတနည်းအားဖြင့်သူက01ဟုတ်ပြီနော်01မှာမှသူက1ပေါ့နော်ဆိုရင်သူ့ရဲ့နော် အဲဒီကုတ်ကဘယ်လိုဖြစ်သွားနိုင်လဲဆိုရှင်ကုတ်က0 0 0ဝါဓာတ်ရဲ့ကုတ်ဟုတ်ပြီနော်ဒါ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 တို့ရဲ့ VCD ကုတ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က2လို့ပြင်လိုက်ဟုတ်ပြီနော်ကျွန်တော်2လို့ပြင်လိုက်ကဲဟုတ်ပြီအဲ့တော့ဒါဒီနေရာမှာလည်းကျွန်တော်2လို့သွားပြင်လိုက်2လို့သွားပြင်လိုက်ရင်ကျွန်တော်တို့ဒီမှာ2 2ကဒီမှာနော်ဒါဆိုရင်သူ့အဖြစ်ကပဲဒီမှာ1လို့ဝင်လာမယ်အဲ့သူက0 sugar zero, sugar zero, add no f i t u m Have you not? Have you not? Three. Three is in general, we have two power, not two power, two power zero, and two power one, not two power. Have you not? That's why in general, we have three, so we have a new video. So we have a new video. Zero, 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 one, one, have you not? Add a new video. ွက်လာပေါ့ဖြစ်ပါလေ။เนาะအဲ့တော့အဲ့လိုမျိုးဟောရလားဆိုတော့ကျွန်တော်ဒီမှာအချက်စမ်းသပ်ကြည့်လို့ရတယ်ကျွန်တော်ဒီမှာ3လို့ရေးလိုက်တဲ့အခါမှာ okay ဟောပြီเนาะကျွန်တော်တို့ input နှစ်ခုမှာကျွန်တော်တို့เนาะအဲ1ဖြစ်သွားတယ်ဟောပြီเนาะကျွန်တော်ဒီမှာ3လို့ပြောရတာ ਨੇ ဒီမှာ input နှစ်ခု1ဖြစ်တယ် output နှစ်ခုလည်းထွက်သွားတယ်ဆိုတော့ဒါ3ဟောပြီเนาะအဲ့တော့ဆိုရင်ကျွန်တော်တို့ဒီမှာ4เนาะ okay 4 ဖားဆိုလို့ရှိရင်ကျွန်တော်တို့က A41 ကောက်မှာကြည့်ပဲဆိုရင်0 1 0 0ဟုတ်ပြီနော်အဲဒီလိုမျိုးဆိုတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာ4အဲ့တော့ phone ခေါ်ရလားဆိုတော့ကျွန်တော်ချက်ကြည့်ပါမယ်။ Okay. အခုနော်ဒါဆိုရင်ကျွန်တော်တို့0 1 0 0 0 no 1 0ဟုတ်ပြီနော်အဒီ0ကကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ဒီ0ကဒီက0ဟုတ်ပြီနော်ဒီ0ကဒီက0အဲ့ဒီမှာ1အဲ့တော့ဆုံးချက်လည်း0ဒီမှာ Okay အဲ့လိုမျိုးလေးသွားမှာဟုတ်ပြီနော်ဆရာအဲ့လိုမျိုးလေးကျွန်တော်တို့ဒီ output တွေကိုပြန်ကြည့်လို့ရတယ်နောက်ကကိုက input ပေးလိုက်တဲ့အချိန်မှာ output ကတော့ကျွန်တော်ဒီ PCD အနေနဲ့ပြန်ဖတ်သွားမှာ ဟောပြီးတော့ basic ပုံစံ basic form အနေနဲ့အဲ by recorded and form အနေနဲ့သူကပြန်ပြီးတော့အထွက်သွားမှာဟောပြီးတော့ဆိုတော့ဒါကျွန်တော်အကုန်လုံးတော့လုံးဝပြတော့ဘူးเนาะကျွန်တော်ဥပမာအဖြစ်เนาะကျွန်တော်ဒီမှာအစင်းစင်းပေါ့เนาะကျွန်တော်အစင်းစင်းဒါလေးပြန်လုပ်ပြမယ်ဟောဒါကြောင့်ဥနာတူရောက်ပြတာပေါ့เนาะအဲကျွန်တော်5ဆိုရင်လည်း20လောက်အောင်ပဲဟောပြီးတော့ကျွန်တော်ဒီမှာ5 5ဆိုသူဘာဖြစ်သွားမလဲ5ရဖို့တော့ကျွန်တော်တို့ကဒီ4ရ1ရပေါ့ပါ Poin one pamu tu ye, jero five yang muda jero lo, cuma so ye zero one zero one, okay zero one zero one, okay no? Eh dah ka five. Ada jero piang piang lagi yang cuma tu dia ni cuma tu jero one zero one zero, eh dah piu, okay no? Dah five. Okay, eight eight time jero lo di mana six. စစ်ဆိုရင်လည်းဒီတိုင်းပဲစစ်ရဖို့တော့ကျွန်တော်တို့ကเนาะ4ရဲ့2ရဲ့ကိုပေါင်းလိုက်တယ်စစ်ကြတယ်ဟုတ်ပြီနော်စစ်ရတယ်ဆိုရင်ကျွန်တော်တို့ဒါကြည့်မယ်ဆိုရင်0 1 1 0ဟုတ်ပြီနော်ဒီအောက်ဘုတ်ကိုလည်းကြည့်ရင်အောက်ဘုတ်အောက်ဘုတ်ကိုကြည့်ရုံနဲ့ရင်ကျွန်တော်တို့အဲသူ့ရဲ့ result ကိုသူ့ရဲ့အဖြစ်ကိုကျွန်တော်ထုတ်သွားလို့ကြားတယ်ဘုံလုံးကောင်းပဲကျွန်တော်တို့7เนาะဘာ7 7ဆိုတော့ထွေးတဲ့ number ကျွန်တော်တို့4ရဲ့2ရဲ့1ရဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ1110 okay နောက်ဒီမှာ1110ဒါလေးကိုကြည့်သွားလိုက်ရအောင်နော်အခုကျွန်တော်ဒီမှာမြင်နေရတဲ့ဟာလေးဒါလေးပေါ့နော်ဒါလေးကိုကြည့်သွားလိုက်ရတယ်1 1 0အဲ့ဒါမျိုးဟုတ်ပြီနော် အဲ့တော့ကြောင်းပြတက်ကြည့်မယ်ဆိုတော့0111ပေါ့နော်အဲဒါမျိုးလေးဟုတ်ပြီနော်ဆိုတော့ဒီ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 သဘောတရားလေးကိုနားလည်တယ်ဆိုရင်ဒါရပါပြီဟုတ်ပြီနော်ဆိုတော့ဒါကနော်အဲကျွန်တော်ဒီမှာနော်အဲတောက်လျှောက်ကြည့်ကြောင်းပြတော့နော်ဒါကျွန်တော်နားလည်အောင်ဒီမှာဒါလေးနဲ့အရှင်းပြလိုက်တာโอเคအဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြောင်းသွားမယ်ကြောင်းပါမယ်ဆိုတော့ကျွန်တော်ဒီမှာ8လို့ပြောလိုက်မယ်8ဆိုလို့ရှိရင်ကျွန်တော်က0 0 0 1ဟုတ်ပြီနော်โอเคဒီမှာ code 1001ဖြစ်ဒီမှာ30အဲ30ကျတော့သူဘာဖြစ်သွားလဲဆိုတော့ဒီမှာသူက0ဟိုတော့30ဆိုသူကဘယ်ရှိအရှိကိုဘာဖြစ်သွားလဲအရှိကို1တခုတုံးသွားတယ်ဟိုတော့ကျွန်တော်တို့ကတော့မမြင်ရတော့ကျွန်တော်တို့ကမမြင်ရခြင်းရဲ့နောက်ကဲမှာ1တလုံးတုံးသွားတယ်အဲ့1ကိုကျွန်တော်တို့ဒီမှာတော့မမြင်ရတော့ဟုတ်ပြီနော်တကယ်လို့ကျွန်တော်တို့ကဒီမြန်မာ7လုံးပြန်လုံးလိုက်မယ်ဆိုရင်အဲလာပြီသူဒီမှာ1အတွက်ကိုတော့တစ်လုံးထပ်လာဒါ1

နော်ဒါကြတော့ကျွန်တော်တို့နောက်ဒီမှာကျွန်တော်တို့ဒီမှာပြောင်းလိုက်တဲ့တန်ဖိုးတွေဟုတ်ပြီနော်မာ22နော်ဒီမှာ decimal ကိုကျွန်တော်ထည့်လိုက်တာကနော်16ဟုတ်ပြီနော်ဒီမှာ16 okay နော်အဲ16မှာဆိုရင်ကျွန်တော်တို့ကဒီမှာ22ဖြစ်သွားတယ်22ဖြစ်သွားအောင်လောက်သွားတာဟုတ်ပြီနော်မှာ16မှာ okay ဒီမှာ22ဒါတော့ဟက်ဆာကျောင်းသွားတာ ။ဟုတ်ပြီနော်။အဲ့တော့သူကဒီမှာဒီ T22 ပြတယ်ဆိုတာကဒါကကျွန်တော်တို့ကဟာစာကနေပြီး PCD ဖြောင်းတဲ့သဘောပြုနေတယ်။ဒီမှာပြထားတာ။ဟုတ်ပြီနော်။တကယ်ကျွန်တော်တို့ဖြောင်းနေတာကနော်ဒီတရှိရတည့်ရအနောက်က6ရမှာနော်သူဒီမှာတကယ်ဖြောင်းပြသွားတာကနော်ဒီ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 ဘက်ကအလုံးကိုဖြောင်းပြသွားတာ6တိပဲသူဖြောင်းပြ။ဒီနေရာပြပြောင်းလို့ဆိုသူကခုကနန်းကိုပဲပြောင်းပြန်ပြောင်းပြပေးနိုင်တယ်။ဟုတ်ပြီနော်။ခုကနန်းကိုပဲသူပြောင်းပြပေးနိုင်တယ်။โอเค။နော်။ ။အကြောင်းဒီမှာ second day ဆိုရင်လည်းဒီတိုင်းပဲ။ဟုတ်ပြီနော်။အာဒီဒီဒီအနောက်ကသူပြောင်းသွားတာတော့ကခုကနောက်ပဲသူပြောင်းသွားတာ။ဟုတ်နော်။ second day ကသူပြောင်းသွားတာမျိုးရှိဘူး။ဟုတ်ပြီနော်။ဒီဘက်ရှိက second day ကိုပြောင်းသွားတာမျိုးမရှိဘူး။အဲ့တော့ second day ကိုပြောင်းကျင်နေဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုလို့ရှိရင်ဒီအရှိက second day နဲ့ပတ်သက်တဲ့နော်။အဲဒီ ebook ကိုကျွန်တော်တို့ထည့်မှာပြပါဘူးဟုတ်ပြီနော်အဲတော့သူကတော့တောက်လျှောက်ကတော့0 to 90ပဲသူက ရားတွေအဲဒီဒီဘက်မှာလာပြနေမှာဖြစ်တယ်ဟုတ်ပြီနော်အကြောင်းတူမှာဓာတ်လျှောက်ကြောင်းသွားတယ်ဆက်ရှိစပိုးနော်အကြောင်းတူမှာ20ဒီရတာကိုတစ်ချက်တိုးလိုက်တယ်โอเคနော်အကြောင်းတူမှာတင်းတင်းတုံးလေးပြောင်းနေသမျှတော့ဒါကတော့ဒီမှာသူပြောင်းနေမှာပဲအဒီကတန်ဖိုးဆိုတာကကျွန်တော်ကျွန်တော်အရှိတန်ဖိုးတစ်ခုတိုးလာတယ်ဟုတ်ပြီနော်အကျွန်တော်ကကိုးပြီးတိုင်းမှာအရှိကိုတစ်ခါတစ်တစ်ခုထူတိုးသွားတယ်အဲ့တော့ဒါတည်းကကျွန်တော်တို့ပြမအဓိကအသုံးလဲဆိုတာ7 segment လို့နော်ဒီ ဥစ္စာမျိုးတွေမှာကျွန်တော်ဒီ PCE ကိုအများဆုံးသုံးတယ်။ဟုတ်ပြီနော်။ seven segment လို့အများစားမျိုးဒီမှာ PCD ကိုအများဆုံးသုံးတယ်။ဆိုတော့ကျွန်တော်ဒီနေ့တော့ရှင်းပြခြင်းတဲ့ဒီ PCD เนาะဒီ simulator ကတော့ဒီလောက်ပါပဲ။เนาะအဲကျွန်တော်ဒီမှာဥပမာလေးနဲ့လည်းရှင်းပြခဲ့တယ်ဆိုတော့အားလုံးနားလည်ထားနိုင်မယ်လို့ပြောလိမ့်ပါတယ်။ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပြီးတော့အားလုံးကိုအထူးပဲချစ်စစ်တင်ရှိပါတယ်ခင်ဗျာ။